ားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြိတက်တဲ့အောင်းလည်းမင်္ဂလာပါ။ဒီကနေ့ရဲ့နောက်ဆုံးရအားကစားသင်းတွေကိုကြည့်ရမယ်ဆိုရင်တော့ Inter Miami အသင်းရဲ့နာမည်ကျော် Superstar ကစားသမားဖြစ်တဲ့ Sergio Busquets ကရာသီကုန် Major League Season အပြီးမှာကစားသမားဘဝကိုအပြီးတိုင်အနားယူလာတော့မှာဖြစ်ကြောင်းတရားဝင်ကြေညာလိုက်ပြီးဖြစ်တယ်။အသက်38နှစ်အရွယ်ရှိတဲ့ Sergio Busquets ကဒါဥရောပမှာ Spain နဲ့တူအောင်မြင်မှုတွေများစွာရရှိတဲ့ ာဆိုနာနဲ့လည်းချန်ပီယံလိဖလားသုံးလုံးအပါအဝင် အောင်မြင်မှုတွေများစွာရရှိခဲ့ပြီးမေဂျာလိကိုလွန်ခဲ့တဲ့နှစ်နှစ်ကရောက်ရှိခဲ့တာဖြစ်တဲ့ဆိုတော့ဒီနေ့ရာသီမေဂျာလိစီးဇန်အပြီးမှာတော့ဘူစကက်ကကစားမဘောကိုအပြီးတိုင်အနားယူဖို့ဆုံးဖြတ်ခဲ့ပြီးဖြစ်ကြောင်းထုတ်ပြန်ကြေညာခဲ့တာလည်းဖြစ်တယ်။တစ်ဖက်မှာတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်က2026ကမ္ဘာဖလားပြိုင်ပွဲမှာစစ်မဖြစ်တဲ့မျိုးကြီးတွေမှာကမ္ဘာဖလားပြိုင်ပွဲရှိခဲ့ရင်အိုက်ပွဲစဉ်တွေကိုရွှေ့သွားပြီးအခြားမျိုးတွေကိုကျင်းပသွားမှာ ါဖြစ်ကြောင်းဆိုပါတယ်ဒေါ်နယ်ထရန့်ကတော့တကယ်လို့သူတို့ဘက်ကတချို့မျိုးကြီးတွေမှာကမ္ဘာဖလားပြိုင်ပွဲကျင်းပဖို့အတွက်စိတ်မဖြစ်ဘူးလို့ယူဆရင်မျိုးကြီးတွေကိုပြောင်းလဲကျင်းပသွားဖို့သူတို့ဘက်ကစီစဉ်ထားတယ်လို့ BBC ကဖော်ပြထားပါတယ် Paris Saint-Germain အသင်းရဲ့အသင်းကောင်းဆောင်နောက်ခံလူ Marquinho တယောက်ဒဏ်ရာပြဿနာကြောင့် Barcelona နဲ့ Champions League ပွဲကိုလွဲချော်မှာပါ Marquinho ကဟိုတနေ့ကကစားခဲ့တဲ့ Marseille နဲ့ပွဲမှာရရှိခဲ့တဲ့ဒဏ်ရာကြောင့်ရသက်တပတ်အနည်းငယ်နားရမှာဖြစ်တဲ့အတွက် လာမယ့်တစ်ပတ်ဂျာယက်မှာကံမဲ့ PSG နဲ့ဘာဆိုနာရဲ့အဝေးကွင်းပွဲစဉ်ကိုလွဲချောင်မှာဖြစ်ကြောင်းလူးဝစ်စင်ဒီကေကအတည်ပြုလိုက်ပါတယ်။တစ်ဖက်မှာတော့ဘာဆိုနာအသင်းကရမားကိုဥရောပချန်ပီယံလိပွဲစဉ်အမီပါဝင်ဖို့မျှော်လင့်လျက်ရှိတယ်။ရမားကအခုတန်ရာပြဿနာကြောင့်ကာလရှည်ကြာအနားယူရတာဖြစ်တယ်။ပြီးခဲ့တဲ့ International Break မှာကလေးက ဒဏ်ရာကြောင်းနားခဲ့တာဖြစ်ပြီးတော့လက်ရှိမှာဘာဆိုနာကလာမင်ယမားရဲ့ဒဏ်ရာပြသနာကိုတေချာလိလာထားလို့သူကိုယ်တိုင်လည်းလေးချိန်ကဆင်းတဲ့အတွက်ကြောင်းလက်ရှိမှာပြည့်ရှိနေပွဲကိုပါဝင်ဖို့မျှော်လင့်ထားတယ်လို့ဆိုပါတယ်ဘာဆိုနာရဲ့နောက်ခံလူအန်ဒရီးယားခရစ်ရှင်စင်က တက်တန်းကုံဆုံးပြီးရာဒီကုံမှာအလွတ်နဲ့ထွက်ရသည့်တိုင်အောင်သူ့အနေနဲ့ဒီကက်တလန်ပြင်းမှာပဲဆက်နေချေကြောင်းဆိုထားတဲ့လက်ရှိမှာဘာဆိုနာသင်းရဲ့နောက်ခံလူအဲရစ်ကာစီယာရောအန်ဒရီယားခရစ်ရှင်ဆန်ရောနှစ်ယောက်စလုံးတက်တန်းကုံဆုံးမှာဖြစ်ပြီးကက်တလန်ကလပ်ကတော့တက်တန်းထတ်တိုးနိုင်ပွဲရှိကြောင်းအရေးမွေးသတင်းတွေထွက်ပေါ်လျက်ရှိတယ်။အာတာဂူလာကလည်းမြန်မာတွေ့အသေးမှာဂျူပါလင်ကန်ပြန်လာတဲ့အတွက်သူ့ရဲ့ပွဲစဉ်ပွဲထွက်ခွင့်အနေထားကိုစိုးရိမ်လည်းရှိတယ်။တကယ်လို့ဂျာဗီအလွန်ဆိုကဂျူပါလင်ကန်ကို 我出国，经常被骗到钱。阿达古拉钓不像骗到南京系列国家。 ဂျူပါလင်ကန်ရဲ့ပြန်လာတဲ့အခြေအနေပေါ်ကိုသူ့ဘက်ကပွဲထွက်ခွင့်မရပါဘူးဆိုရင်လည်းရှိကြောင်းအယ်နာစီယိုနယ်ရပုကဆူထားပါတယ်မထွေသင်းရဲ့လူငယ်တိုက်စစ်မှုဂွန်ဇာလိုဂါစီယာကတော့ပွဲထွက်ခွင့်ပုံမရရှိနိုင်မဲ့အသင်းသစ်တသင်းကိုပြောင်းရွှေ့ကစားဖို့စဉ်းစားလျက်ရှိတယ်ဒီစားမလေးကလာမယ့်ဇန်နဝါရီကာလမှာရီယယ်မထွေအသင်းကထွက်ပြီးတော့အခြားအသင်းတသင်းကိုပြောင်းရွှေ့ဖို့စဉ်းစားလျက်ရှိတယ်အငှားထွက်ကစားပြီးစပိန်လယ်ဝေးစင်နဲ့အတူဝေါ်ကက်ဝင်ရောက်ရှင်ပြိုင်ခြင်းနဲ့သူ့ရဲ့ဆန္ဒကြောင့်ပွဲထွက်ခွင့်ရဖို့လိုအပ်ကြောင်းဆို ဆိုပါတယ်ရီယယ်မက်ဒရစ်အသင်းက Paris Saint-Germain ရဲ့ကွင်းလယ်ကစားမဗတင်ညာကိုခေါ်ယူဖို့စမ်းသပ်ရှိလျက်ရှိတယ်ဒါပေမဲ့2026နွေရာသီမှာပေါ်တူဂီကွင်းလယ်ကစားမကိုခေါ်ယူသွားနိုင်ဖို့အတွက်သူတို့ဘက်ကကြိုးပမ်းသွားဖွယ်ရှိပြီးတော့ဒီကစားမရဲ့အခြေအနေကိုစောင့်ကြည့်နေလို့ PSG ကတော့တန်140လောက်ရရင်လက်လွတ်ဖွယ်ရှိတယ်လို့ဆိုထားပါတယ်အချိန်ထဲမှာပဲ Borussia Dortmund အသင်းရဲ့တောင်ပံကစားမ Kirin Adeyemi ကတော့စာချုပ်တက်တန်းထပ်တိုးဖို့သဘောတူလိုက်ပါတယ် Germany တောင်ပံကစားမက Dortmund ကနေပြီးခဲ့တဲ့ င်းတွေရာသီတုံးကချက်စီကိုပြောင်းဖို့အနီးဆက်ဆုံးဖြစ်ခဲ့တယ်နောက်ဆုံးမှာတော့ကလပ်မှာဆန်နီပိုဆုံးဖြတ်ရင်းနဲ့အခုလက်ရှိမှာခီရင်အာဒီယာမီဒီယောက်ဒေါမန်နဲ့ကာလာရှီချာတတ်တန်းထတ်တိုးမှာပါဂျူဗန်တက်စ်ကလည်းဆော်ဒီအာရေဗျာကလပ်ဖြစ်တဲ့အာလီမှာကစားနေတဲ့အေစီမီလန်ကွင်းလယ်ကစားမှာဟောင်ဖရန့်ကက်စီယေကိုစိတ်ဝင်စားလျက်ရှိတယ်ခူမိုင်နာရဲ့ခြေစွမ်းပျောက်ဆုံးလာမှုကြောင့်ဂျူဗန်တက်စ်ကကက်စီယေကိုအစားထိုးဖို့စဉ်းစားလျက်ရှိပြီးတော့ ်အာလီအသင်းချီကနေခေါ်ယူခြင်းကြောင့်ပေါ်ပြထားပါတယ်။ဘိုင်မြူနစ်အသင်းကနီကလက်ဂျက်ဆင်ကိုသူတို့ရဲ့ကာလရှည်ကြာသက်တမ်းထပ်တိုးဖို့စဉ်းစားနေပြီဖြစ်တဲ့အဓိကကဟာရီကိန်းနေရာအစားထိုးဖို့ဘိုင်ယန်ကရည်ရွယ်ထားပြီးဂျက်ဆင်ဟာဟာရီကိန်းအတွက်အစားထိုးမဲ့သူလို့သူတို့ရည်ရွယ်ထားတဲ့အတွက် 9နှစ်စာချုပ်နဲ့နွေရာသီမှာအပိသက်ခေါ်ယူသွားပွဲရှိကြောင်းဆိုပါတယ်မန်ချက်စတာစီးတီးအသင်းကသူတို့ရဲ့လူငယ်တောင်ပံကစားမဖီလ်ဖိုဒန်ကိုတတ်တန်းထတ်တိုးမှာပါ2029မှာစာချုပ်တက်တန်းကုံဆုံးမဲ့ Phil Foden ကို City ကအနည်းဆုံး2032ခုနှစ်ထိတက်တန်းတိုးစာချုပ်ကိုစတင်ဆွေးနွေးနေပါတယ် City ကတော့တစ်ဖက်မှာ Savinho ကိုကာလရှည်ကြာတက်တန်းတိုးလိုက်ပါတယ်နွေရာသီတုန်းက Tottenham Hotspur ကိုပြောင်းမယ်ဆိုပြီးတော့အတန်ထွက်ခဲ့တဲ့ Savinho ကို2032ခုနှစ်ထိ Manchester City ကစာချုပ်ချိုးဆိုခဲ့တဲ့အတွက် Savinho က City နဲ့နောက်ထပ်6နှစ်ဆက်ရှိအောင်မှာဖြစ်တယ်။ Pep Guardiola ကနွေရာသီမှာတချို့အပြောင်းလဲတွေကိုသူတို့ပြုလုပ်ဖို့ရှိတဲ့ချိန်နောက်ခံလူ John Stones ကိုတတန်းတိုးမတိုးကိုသူတို့ဘက်ကစဉ်းစားသွားအောင်မယ်လို့ဆိုပါတယ်။ John Stones ကရာသီကုန်မှာစာချုပ်တတန်းကုန်ဆုံးမှာဖြစ်ပြီးတော့သူကိုယ်တိုင်ဒဏ်ရာပြဿနာတွေကြောင့် City ကသူ့ရဲ့အခြေအနေကိုစောင့်ကြည့်လဲရှိတာပါ။ အာစနယ်သင်းရဲ့တောင်ပန်ကစားမဘူခါယိုဆာကာကဝီလျံဆလီဘာတတ်တန်းထတ်တိုးပြီးနောက်သူကနောက်ထပ်တတ်တန်းထတ်တိုးမဲ့သူဖြစ်စတင်စကားပြောဆိုနေပါတယ်ဒီကစားမနှစ်ယောက်စလုံးကိုအာစနယ်ရဲ့အားကစားဒါရိုက်တာကအရင်တည်းကဆွေးနွေးထားပြီးဖြစ်တယ်ဆိုဆလီဘာက2030အထိတတ်တန်းတိုးဖို့သဘောတူပြီးနောက်ဆာကာလည်းဆလီဘာလိုပဲ2030ခုနှစ်အထိမကြမီထုတ်ပြန်ကြေညာပြီးတတ်တန်းထတ်တိုးနိုင်ဖို့ရှိကြောင်းဆိုပါတယ်တစ်ဖက်မှာတော့အာစနယ်သင်းရဲ့တိုက်စင်မှုခိုင်ဟာဗက်တယောက်လေ့ကျင့်ကမ်းပြန် န်ဆင်းပါပြီယာတီအစဒုတိယအကြောင်းအချိန်တော်ကြာနားယူရတဲ့အခိုင်ဟာဗတ်တယောက်အခုလက်ရှိမှာအာစနယ်ရဲ့လေ့ကျင့်ကွင်းမှာပြန်လည်လေ့ကျင့်ခန်းဆင်းနေပြီးတော့မြက်ခင်းစိတ်မှာစတင်ပြီးတော့လေ့ကျင့်ခန်းဆင်းလို့ international break ပြီးမှကျွန်တော်တို့သူ့ကိုပြန်တွေ့ရပွဲရှိကြောင်းဆိုပါတယ်အာစနယ်က real society ရဲ့ကစားမနှစ်ယောက်ကို transfer market မှာခေါ်ယူဖို့စိတ်ဝင်စားလျက်ရှိတယ်ဆိုစီတဲ့အသင်းရဲ့ japanese တောင်ပံကစားမခူဘိုရဲ့ တစ်ဖက်ကတော့ပြင်သစ်နောက်ခံကစားမလူရှင်အဂူမီတို့နှစ်ယောက်ကိုစိတ်ဝင်စားလျက်ရှိတယ်ဆိုတော့အခုလောလောဆယ်မှာအာစနယ်ကဆိုစီတက်ရဲ့ကစားမကူဘိုနဲ့ဆဗီယာရဲ့နောက်ခံလူလူရှင်အဂူမူနှစ်ယောက်လုံးကိုအာစနယ်သင်းကတောက်လျှောက်လေ့လာလျက်ရှိကြောင်းဖော်ပြထားပါတယ်ထော့နမ်ဟော့စပါအသင်းကိုအမေရိကန်လုပ်ငန်းစုတစ်ခုကပေါင်4.5ဘီလီယံနဲ့ဝယ်ယူမယ်ဆိုတဲ့သတင်းထွက်ပေါ်ခဲ့တယ်ကာလာမှုတွေထွက်ပေါ်ခဲ့သည့်တိုင်အောင်စပါကရောင်းချဖို့ဆန္ဒမရှိကြောင်းနဲ့ ၄.၅ဘီလီယံကမ်းလှမ်းမှုကိုပယ်ချခဲ့တယ်လို့ Daily Mail ကဖော်ပြထားပါတယ်။ Spa အနေနဲ့ Bayern Munich သင်းကခေါ်ယူဖို့သဘောတူထားပြီးတော့ရာသီကုန်မှာအပြီးသတ်ဝယ်ယူဖို့ပြင်ဆင်ထားတဲ့ João Paulinho အတွက်ပြောင်းရွှေ့ခြင်းကပေါင်၂၈တန်းသာကျရှိမှာဖြစ်တယ်။ Tottenham Hotspur ကဒီအသီးမှာအငားနဲ့ခေါ်ထားတဲ့ Paulinho ကိုအပြီးသတ်ဝယ်ယူဖို့အတွက် Bayern နဲ့စတင်ဆွေးနွေးနေတာဖြစ်တယ်။ Chelsea သင်းကတော့အခုလက်ရှိမှာ Manchester United အသင်းကိုလက်အုပ်မှုရပြီးမိုက်မန်ညောကိုအရခေါ်ယူဖို့ကြိုးပမ်းနေပါ ါတယ်။မိုက်မန်ညိုကို United ကလည်းတောက်လျှောက်ခေါ်ယူဖို့ကြိုးပမ်းနေကြောင်း Postpor မှာဖော်ပြထားလို့ AC Milan ကိုသမားကို Chelsea က2026မှာပြိုင်ဘက်ထိတဲ့လက်ဦးမိုးရဖို့ကြိုးပမ်းလျက်ရှိတာပါ။ Chelsea တင်းကအခုလောလောဆယ်မှာ Kopa မကိုနှစ်ပတ်က၃ပတ်ထိဒဏ်ရာကြောင်းဆုတ်ရှုံးမှာဖြစ်တဲ့ Kopa မကဒီနေ့ရာသီအတွင်းမှာဒဏ်ရာပြဿနာအချို့ရင်းဆိုင်နေရတာဖြစ်ပြီးတော့ဟိုတနေ့က Old Trafford မှာတည်းကသူ့ရဲ့ချက်ခိုင်မှုအခြေအနေ Fully Fit ဖြစ်တဲ့အတွက်လူစားလေးခဲ့ရတာဖြစ်ပြီးတော့ Kopa မက International Break ပြီးမှ ပြန်လာမှာဖြစ်ပြီးချက်စီရဲ့လာမဲ့ပွဲစဉ်၃ပွဲဖြစ်တဲ့ Brighton ရဲ့ Benfica နဲ့ Liverpool ရဲ့ပွဲစဉ်တွေကိုလွဲချော်မှာဖြစ်တဲ့ဒါကချက်စီရဲ့နောက်ခံစားပါ Wesley Fofana နဲ့ Lincoln City နဲ့ပွဲမှာရရှိခဲ့တဲ့ဥကောင်းဒဏ်ရာကြောင့်သူ့ကိုကြိုတင်ကာကွယ်တဲ့အနေနဲ့၃ပွဲထိ လွဲချော်မှာဖြစ်တယ်ဆိုတော့ဖူဖာနာကအနည်းဆုံး7ရက်နားရမှာဖြစ်တဲ့အတွက်ကြောင့်ချယ်ဆီရဲ့လာမယ့်ပွဲစဉ်ဖြစ်တဲ့ Brighton Benfica နဲ့ Liverpool ပွဲတွေကိုလည်းဒါဝက်စလီဖူဖာနာကလွဲချော်မှာဖြစ်ကြောင်းအတည်ပြုလိုက်ပါတယ်အင်္ဂလန်ဘောလုံးပွဲချုပ် FA ကမန်ယူနိုက်တက်ရဲ့ပွဲကဖြစ်တဲ့ဖြစ်ရဲ့ကြောင်းချယ်ဆီကိုဒဏ်ငွေပေါင်1000ကျွဲရိုက်လိုက်ပါတယ်အဲ့ပွဲမှာအဝါကက်နဲ့အနီကက်စုစုပေါင်း6ကက်ထိပြခံရတဲ့အတွက် FA ရဲ့အဝါကက်6ကက်စီးမြင့်အရာချယ်ဆီကအဲ့ပွဲမှာ1000ကျွဲရိုက်ခံရတာဖြစ်ပြီးတော့ချယ်ဆီ ီကပြီးခဲ့နှစ်ကလည်းဒီလိုပုံစံမျိုး၃ချိန်ဖြစ်မှုတဲ့အတွက်ပေါင်တသိန်းခွဲထိဒဏ်ရိုက်ခံရခဲ့မှုတာဖြစ်ပါတယ်မန်ချက်စတာယူနိုက်တက်ရဲ့လူငယ်ကွင်းလယ်ကစားမကိုဘီမင်းနုကစောင်းရသည်မှာတေချာပေါက်အသင်းကထွက်မှာပါကစားကွင်းလုံးဝမရနိုင်တဲ့ဒီအသင်းကနေသူ့အနေနဲ့အသင်းသစ်ကိုရှာဖွေသွားဖို့ရှိပြီးတော့အင်္ဂလန်လူဝေးစင်အသင်းနဲ့ဒူဝေါ်ကပ်ပါခြင်းနဲ့ထွက်အသင်းပြောင်းရွှေ့ဖို့ဆုံးဖြတ်မှာဖြစ်ကြောင်း Manchester Evening Standard ကဖော်ပြထားပါတယ်။ Man United ကအခုလက်ရှိမှာ Colombia ရဲ့လူငယ်ကစားသမားဖြစ်တဲ့ Christian Orozco ဆိုတဲ့ကစားသမားကိုခေါ်လိုက်ပါတယ်။အသက်18နှစ်ရွယ်ရှိတဲ့ဒီကစားသမားလေးကို United ကခေါ်ယူခဲ့တာဖြစ်တယ်။ဆိုတော့ Defensive Midfield Player League က2026ဂျွန်လမှာ Manchester United ကိုရောက်ရှိမှာဖြစ်တယ်။ Man United က Harry Maguire ကိုနောက်ထပ်အပိုတစ်နှစ်ထပ်တိုးဖို့စတင်ဆွေးနွေးနေသည့်တိုင်အောင်လောကလာစာရှော့ယူဖို့ကိုပါစကားပြောနေရင်းတစ်ဖက်မှာ Everton အသင်းရဲ့နောက်ခံ ူ Jared Brownwell ကိုလည်းကြည့်နေလေရှိတယ်ဒီစားမကို United ကပြီးခဲ့တဲ့နွေရာသီတုန်းကဂျိုးပိုင်ခဲ့မှုပြီးဒီဒီချိန်မှာပေါင်တန်း60နဲ့ခေါ်ယူဖို့ပြင်ဆင်နေတာပါ Federico Chiesa ကို Liverpool အသင်းရဲ့ Champions League လူစင်းမှာထည့်သွင်းခဲ့တာမှန်ကန်ကြောင့် Arne Slot ကအတည်ပြုလိုက်ပါတယ် Giovanni Leoni Calaschia နားပါဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့ Champions League လူစင်းမှာ Federico Chiesa နဲ့အစားထိုးသွင်းခဲ့တာဖြစ်ကြောင်းနီးပြ Arne Slot ကထုတ်ပြန်ကြေညာခဲ့တာဖြစ်တယ်ဆိုတော့ Italy လူငယ်ကစားမလေးကတော့ဟိုတနေ့က Southampton နဲ့ ွဲကရရှိခဲ့တဲ့ ACA တန်ရာကြောင့်ပဲတရားဒီလုံးနားရမှာဖြစ်ကြောင်းကလကကြေညာခဲ့တာဖြစ်တဲ့ကြောင်းသူလဲကာလာရှိကြတန်ရာကြောင့်အနားယူရမှာပါလီဗာပူးတင်းကတော့အီဘရာဟီမာ ခနာတေးကိုတတ်တန်းထတ်တိုးနိုင်ဖို့ကြိုးပမ်းနေစေဖြစ်လို့ရိုင်ယန်ဂရာဗာဘက်ကိုလည်းတတ်တန်းထတ်တိုးမှာပါခနာတေးကိုအကူလလောဆယ်မှာရီယယ်မက်ဒရစ်ချယ်ဆီ Manchester City နဲ့ Tottenham Club တွေကစိတ်ဝင်စားပြီးတော့ Liverpool ကသူတို့ရဲ့ကစားမနှစ်ယောက်စလုံးကိုတက်တန်းတိုးမှာဖြစ်ပြီးခနာတေးကိုတော့၄ချိန်မြောက်တက်တန်းတိုးကမ်းလှမ်းတာလည်းဖြစ်တယ်။တစ်ဖက်မှာတော့ Aston Villa အသင်းက Morgan Rogers ကိုစောင့်ရတီမှာရောင်းဖို့ဆန္ဒမရှိကြောင်းညှင်းဆန်လိုက်ပါတယ်။ပေါင်တန်း80ရရင် Villa ကရောင်းမယ်ဆိုတဲ့သတင်းတွေကိုပယ်ချပြီးတော့ရွေရာဒီမပဲဖြစ်လာနိုင်ခြင်းရှိကြောင်းထုတ်ပြန်ကြေညာခဲ့တယ်။ ယူကာဆယ်ယူနိုက်တက်ကရီယယ်မက်ဒရစ်အသင်းရဲ့ကွင်းလယ်ကစားမအက်ဒဝပ်ကာမပင်ကာကိုချင်းကပ်လျက်ရှိတယ်။ပြင်သစ်လယ်ဝေးစင်ကွင်းလယ်ကစားမကဒဏ်ရာပြဿနာတွေကြောင့်မက်ဒရစ်မှာနေရာပျောက်ဆုံးနေတာဖြစ်ပြီးတော့ဒီကစားမကိုယူကာဆယ်ကစိတ်ဝင်စားလျက်ရှိကြောင်းဆိုပါတယ်။ခရစ်စတီယန်ပဲလစ်ကလည်းသူတို့ရဲ့နီးပြအိုလီဗာဂရန်စတာကိုအမြန်ဆုံးတတ်တန်းတိုးဖို့ကြိုးပမ်းနေတာပါ။မန်ချက်စတာယူနိုက်တက်အပါအဝင်ကလပ်သင်းအများစုကစိတ်ဝင်စားတဲ့အိုလီဗာဂလက်စနာကိုပဲလစ်ကတတ်တန်းတိုးစာချုပ်ချုပ်ဆိုပြီးသူတို့ရဲ့နီးပြကိုအသင်းမှာက လရှိကြဆက်ထိထားကြတာဖြစ်တယ်။ West Ham United အသင်းကလည်းအခုဘန်လီနီးပြ Scott Parker ကိုလည်းသူတို့ရဲ့နီးပြစင်ထဲမှာထည့်သွင်းထားတယ်။တကယ်လို့သူတို့ရဲ့နီးပြ Green Porter ကိုယာဒုကထုတ်ရင် West Ham ကနီးပြအသစ်အစားထိုးဖို့အတွက်သူတို့ရဲ့ယာထားစင်တွေကိုတောက်လျှောက်ထည့်သွင်းနေတာပါ။ဒါတွေကစိတ်ဝင်စားကြနောက်ဆုံးရအားကြတဲ့ပါအားလုံးကျေးဇူးတင်ပါတယ်။